အလူရှင်ညာနေတကွဓမ္မမစ္စူညာအနုမောဒနာတရားနည်းဖြင့်ယေဗုဒ္ဓကိုယ်တိုင်ဖြည့်ဆင်းခဲ့ရသောပြဒနာများအပိုင်30တရားဒီလာတော်ဖြစ်ပါれယေဇဗျာထံကိုလူပုဂ္ဂိုလ်တွေကလည်းတသနာသိလာတယ်လက်တွေကလည်းတသနာသိလာတယ်ယဟန်တော်တွေကလည်းတသနာတွေသိလာတယ်မိစ္ဆာတိဋ္ဌိတွေကလည်း ။ဆရာထံကိုပြဿနာတွေသေးလာတယ်။အချို့ပြဿနာသေးလာတာကမသိလို့မင်းရဲ့တဘောအနေနဲ့ပြဿနာသေးလာတယ်။အချို့ကြတော့မြတ်စွာဘုရားကိုခြေကဘာကြီးကဘာနဲ့ဆောင်းပြောင်းပြောချင်လို့ပြဿနာသေးလာတာ။အချို့ကြတော့မြတ်စွာဘုရားကိုတိုက်ရိုက်ပုတ်ခဲစော်တာလို့ပြဿနာသေးလာတာ။ဒီအဲ့ဒီပြဿနာတွေအားလုံးကိုမြတ်စွာဘုရားရှင်ကနော်ဤကံကြီးတရား မေတ္တာတရားကိုလက်ကင်ထားပြီးတော့ဖြည့်ရှင်းတော်မူခဲ့တဲ့တာအဲဒီနေ့ကတော့ဂမိတာရမင်းကြီးတည်လာတဲ့ပြဿနာတရေဖြစ်တယ်ဒါကတော့သူ့အခက်အခဲသူ့ပြဿနာကိုမြတ်စွာဘုရားကိုမေးလျှောက်တဲ့ပြဿနာဖြစ်ပါတယ်သူ့ပြဿနာကဘာလဲဆိုတော့ရပ်ဖက်သူအိပ်နေတဲ့အချိန်မှာဆိုးဆိုးဝါးဝါးအပန်းကြားလိုက်တဲ့ ိစ္ဆာပဲပေါ့အလုံးစုံသွားတဲ့ဒီတတဝအကောင်ကြီးတကောင်ကအွန်လိုင်းတဲ့ပုံစံမျိုးအတန်နဲ့ကြီးသူကြားလိုက်ရတဲ့အခါမှာလန့်သွားတာငါအတွက်ဘာများဖြစ်စရာချိမလဲပေါ့နော်အကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားပေါ့နော်သူဝေခဲမရဖြစ်နေတာမနဲ့မိုးလင်းရင်တော့ငါဘယ်ရောက်သွားမိအောင်မယ်ဒီကိစ္စ နဲ့မနဲ့မိုးလင်းတော့မြတ်စွာဘုရားညတော့ကတပည့်တော်အလုံးစုစုဝါဝါအသက်လက်ကြီးကိုတပည့်တော်ကြားလိုက်ရတယ်အဲ့ဒီအသက်လက်ကြီးကတပည့်တော်အတွက်မဖြစ်စရာရှိမလဲကောင်းကျိုးဖြစ်နိုင်သလားမကောင်းကျိုးဖြစ်နိုင်သလားဘုရားကိုတွားပြီးတော့မင်းမြန်လျှောက်ထားတဲ့ကမြတ်စွာဘုရားကတရားတော်မင်းကြီးအတွက်စိုးကျိုးဖြစ်စရာအကြောင်းမရှိဘူး ဒါကတကယ်တော်မင်းကြီးရဲ့ဆွေတော်မျိုးတော်တွေဖြစ်တယ်။ဥစ္စာဘုရားကမင်းကကုသိုလ်ကောင်းမှုလုပ်တယ်တကကြီးကကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆွေမျိုးတွေကိုအမြဝေဖို့ဖိတ်သွားခဲ့တာလေ။အမြဝေဖို့ဖိတ်သွားခဲ့တော့ဆွေမျိုးဖြစ်တဲ့အဲ့ဒီပိုက်တာတွေကမာရုတော့သွားပါဘူးဆိုပြီးတော့ဝမ်းနဲ့ပတ်လက်ယူကျုံးမရဖြစ်ပြီးတော့ဟောကြားတဲ့အတိုင်းပါ ဥစားပြရတာနော်ကြည်ချင်းတော့ဘူးလေအဲ့တော့အဲ့ဒီမှာအတက်ကရာထဲမှာပေါ့နော်ဖြစ်စဉ်လေးကိုရှင်းပြထားတယ်လွန်ခဲ့တဲ့90နဲ့ငကဘာလောက်ကလွန်စတဲ့လွန်ခဲ့တဲ့90နဲ့ငကဘာလောက်မှာဆရာဒေနာလို့ခေါ်တဲ့ရှင်ဘီရင်ကြီးတပါပေါ်ထုံးခဲ့ဘူးလေ အဲ့ဇယတိနာလို့ခေါ်တဲ့အချိန်ကြီးမှာအာကြီးတူမွေးပွားတယ်ဖုတ်တာလို့ခေါ်တယ်။နောက်တခြားတခြားမိဒီယာတွေကလည်းသားယတနာ၃ယောက်ထပ်မွေးတယ်။အလုံးပေါင်းသူ့မှာသား၃ယောက်၄ယောက်ဖြစ်သွားတယ်။အကြီးဆုံးဖြစ်တဲ့သားဖုတ်တာကပရိသေဝေကတွေရပြီးတောထွက်တရားဓမ္မတွေကြည်ကျင်လိုက်တာဖျားဖြစ်သွားတာ။ဖုတ်တာဖျားဆိုတာ လွန်ခဲ့တဲ့90နှစ်ကမ္ဘာလုံးမှာဖွင့်တော်မူခဲ့အဲ့တော့ဘယင်ကြီးကအလွန်တရာတရားကောင်းတယ်ငါမွေးလိုက်တဲ့သားဖယားဖြစ်သွားပြီဒါငါဖယားပဲငါတရားပဲငါတန်ခါပဲအလွန်တရာတက်တယ်ငါဖယားငါတရားငါတန်ခါဆိုပြီးတော့အလွန်တင်ညိုပြီးတော့ဘာလို့တလဲဆိုတော့မောင်ပိုင်စည်းတယ်လို့ပြောရမယ်ငါတယောက်ပဲရှိတယ်ဖယားဟုတ် ဘူးမှဆုံးမကက်ရအောင်ငါပဲကက်မှာဖရားပေါ့အဲ့ဒီလိုမျိုးသူတရာတရားပါတယ်တို့တော်ကောင်းတော်တော်များများကအဲ့ဒီစိတ်ဖြစ်တယ်သစ္စာဘုရားတဲ့တုန်းကလည်းပဲတချို့တချို့သစ္စာဘုရားတမတရားဓမ္မလာပြီးဟောတာပိုင်းဖြစ်သွားတဲ့အခါဘာလျှောက်တယ်လဲဆိုတော့သစ္စာဘုရားတပည့်တော်အထံမှာပဲပစ္စည်းလေးပါးကိုအလူခံပါတခြားသူတွေစီပါအလူမခံပါနဲ့ဗျာတရားတရားတွေကောင်းကြတာနော်ဘာလို့လို့တပည့်တော်ထံမှာပဲအလူခံ တပိတော့တယောက်တည်းသူခရစီဒီလိုမျိုးမျက်စောဘုရားကိုဆောက်ထားလေးရှိတယ်အခုလည်းပဲဒီဘုရင်ကြီးကသူ့သားခရဖြစ်တဲ့အခါကျတော့ပိုးပြီးတော့သားဆိုတဲ့တယောစဉ်ရဲ့ကြီးညိုတဲ့တရားတရားရဲ့အကုန်ပေါက်ဆက်သွားတဲ့အခါမှာငါပဲလူရမယ်အဲ့ဘလို့လုပ်တယ်လဲဆိုတော့နန်းတော်မှာနော်ကျောင်းလေးပါလေးဆောက်လုပ်ပြီးတော့ဘုရားတရင်တုံးနဲ့ကျောင်းဆောင်ကနေပြီးတော့ သူ့နန်းတော်အထိကာလိုက်တာပေါ့နော်။နန်းရည်တွေပါတွေကာပလိုက်တာ။တခြားဘေးလူတွေမပေးရအောင်။ဘုန်းကြီးကြောင်းနဲ့သူ့ရဲ့နန်းတော်ကိုဖောက်တဲ့လမ်းဖောက်လိုက်တာပေါ့လမ်းဖောက်ပြီးတော့ရိုးရိုးလမ်းမဟုတ်ဘူးဘေးကအကာပါတဲ့လမ်းအမိုးပါတဲ့လမ်းဒီနေ့ကဆောင်းနေနေလို့ပြောတယ်။ဒီနေ့ကဆောင်းနေနေကအမိုးပဲပါတာအကာတော့မပါဘူး။ အဲ့ဘင်းကြီးကတော့အမိုးရောအကာရောပါအဲ့တော့ဖယားရှင်ဒီအဲ့ဒီဇောင်းတန်းအတိုင်းကြွလာခဲ့နိုင်တော့သူနိုင်တော့မှာပဲဆုံးဖို့ပြရမယ်အဲ့ဒါနေတိုင်းရာသက်ပဲဆုံးကျူလာတာပေါ့နော်တရက်မဟုတ်ဘူးနှစ်ရက်မဟုတ်ဘူးနေတိုင်းနေတိုင်းရာသက်ပဲဆုံးယူထားတာဘုရားကိုအဲ့လောက်တရားတွေကောင်းတယ်အဲ့ဒီဘုရားတင်လာဆိုတဲ့ဘင်းကြီးကအဲ့လိုပြီးသားတွေကမကျင်နေဘူး ဘုရားလည်းအဲ့ဒါလိုလက်ခံတယ်ဘယင်ကြီးရဲ့တရားတရားကိုရှင်းရောက်တော့အပြည့်မြတ်စွာဘုရားလည်းလက်ခံတယ်မြတ်စွာဘုရားလည်းနန်းတော်မှာပဲအမြဲတမ်းဆုံးဖုံးပေးတယ်နောက်ပါသံဃာတွေလည်းပါတာပေါ့နော်နေတိုင်းနေတိုင်းအဲ့ဒီနန်းတွင်းကိုကြွဆုံးဖုံးပေးပြီးအဲ့ဒီလမ်းတိုင်းပြန်ကြွတာအဲ့တော့တိုက်သူပြည်သားတွေကမကျင်တတ်ဘူးအာရှင်မင်းကြီးဖယားဆိုတာကဘာသူကဘာသားတွေပွင့်လာတာလေတဝူးတယောက်ကောင်းစားမှုတွေပွင့်လာတာမှမဟုတ်တာ ။ဘာလို့ဝင်လဲကုသိုလ်ပေးခွင့်ပြုပါအောင်။ဘယ်ရမရအောင်။ဖခင်ဆိုတာအများပိုင်ပဲ။ဘသူမဆိုပူဇော်ဝင်ရှိရမယ်။ဘသူမဆိုလူတိုင်းဝင်ရှိရမယ်လေ။အကျုပ်တို့ကလည်းဖခင်ကိုလူတိုင်းဝင်ပို့ပြုပါအောင်။မင်းရှိရမပေးဘူး။အဲ့ဒီမိသားစုဘလို့ပဲတောင်းဆိုတောင်းဆိုသူမလိုက်ရောသူပဲဖះကိုပူဇော်ရပါသူပဲဖះကိုတူပါဘုရင်ကြီးရဲ့တတ်တာတရားကအဲ့လိုကောင်းတာ ဲ့တော့သူ့ရမှာသား၃ယောက်ကျန်တဲ့သား၃ယောက်ကျန်သေးတယ်ဖအေးတူမအေးခွဲလို့ခေါ်တာပေါ့လေဖယားနဲ့ဆိုလို့ရှိရင်အစတကျဘီဘီယားတွေကမွေးတဲ့သား၃ယောက်ဖအေးတူမအေးခွဲအဲ့တော့အဲ့ဒီသား၃ယောက်ကလည်းတောင်းဆိုတယ်ဟုတ်တယ်လေတဲ့ငါတို့လည်းဘုရားကိုပူဇော်တဲ့နာပေါ့ငါတို့အကိုကြီးငါတို့နောင်တော်ကြီးဘုရားဘာလို့လဲကုသိုလ်ယူတဲ့လဲဘယ်နဲ့အဖေကတယောက်တည်းမိုဘိုင်းစီးထားတာတော့ပတ်တောင်းဆိုရတယ် ရှင်မင်းကြီးနော်တုတ်တို့ကိုလည်းဖယားကိုပူဇော်ခွင့်လေးလူတိုင်းခွင့်လေးပေးပါဦးအဘရင်ကမပေးနိုင်ဘူးဘလို့မှပေးတောင်းလို့မရဘူးသားသောင်းယောက်တောင်းလည်းမပေးအဲ့တော့သားသောင်းယောက်ကစဉ်းစားတယ်ဘလို့လို့ရင်ကောင်းမလဲဘာလို့ဖယားရဲ့ရှင်ကိုလူတိုင်းရှင်လေးပူဇော်ရှင်လေးဘလို့လို့ရင်ကောင်းမလဲကြံရတယ်သားသောင်းယောက်အဲ့တော့သားသောင်းယောက်ပေါင်းပြီးတော့အကြံတစ်ခုထပ်လာတယ်စနေပုတ်ဒီတာနေစုံနေပြားမှာ တဘုံလေးထကြတောင်းချမ်းတဲ့ပုံစံမျိုးပတ်စံလေးပေးပြီးတော့အခါချင်းငွေပေးပြီးတော့ငဲစုံလေးပြားမှာတောင်းချမ်းခိုင်းလိုက်တာအရှင်မင်းကြီးတရင်ရောက်လာတာပေါ့နော်အရှင်မင်းကြီးလေဆက်ဒေသမှာတောင်းချမ်းသူတွေပေါ်ပေါက်နေတယ်ဆိုတော့မင်းကြီးကကဲငါသားတော်တို့အဲ့ဒီဒေသမှာနော်ငင်းချင်အောင်သွားလုပ်ကြအောင်ဆိုတော့တားတော်ရောက်ကနော်အဲ့ဒီဒေသကိုသွား တကယ်တော့အဲ့ဒီပြဿနာကတားသုံးယောက်ဖန်တီးထားတဲ့ပြဿနာဆိုတော့အထူးတောင်မှငြင်းစရာမလိုဘူးသူတို့ကသူတို့ပြန်ထိုင်လိုက်လိုက်ပြီးသွားတာလေအဲ့တော့နိုင်တော့ကိုပြန်လာအရှင်မင်းကြီးတဲ့ပြီးသွားပြီတဲ့အဲ့ဒီအေးချမ်းသွားပြီတော့ဘင်းကြီးကတားတော်တွေကိုသဘောကျတော့ကဲအဲ့ဆိုရင်ငါဆုတ်ချမယ်မင်းတို့လိုတဲ့ဆုတောင်းရမလိုချင်လဲပြောငါဖြည့်ဆည်းပေးမယ်ဟိုတခြားဆုတော့မလိုချင်ဘူးလေဖယားရှင်ကိုလူတန်းပူဇော်ခွင့်လေးပေးပါ့ အဲ့ဒါတော့မပေးနိုင်ဘူးတခြားစုကိုတောင်းမဖရားရှင်ကတော့လူတိုင်းကိုမပေးနိုင်ဘူးငါအကုန်လူမှာမင်းတို့တခြားစုကိုတိုက်တိုက်တောင်းငါကျွန်တော်မျိုးလိုလည်းတခြားစုမလိုချင်ဘူးတဲ့ဖရားကိုပဲလူတိုင်းခွင့်ပေးပါလူတိုင်းခွင့်ရမှုအတွက်ကိုတော့နည်းမျိုးစုံစူးစမ်းနေကြတာတတ္တတရားတွေတတ္တတရားတွေကောင်းကြဖို့ပြောပါတယ်အလုံးချင်းယူစရာလည်းကောင်းတယ်တတ္တတရားကောင်းပုံများနော်ဘာမှဒေါသတွေမပါဘူးမမာနတွေမပါဘူးတတ္တတရားတွေဖြစ်နေကြတာ အလုံးကြီးမှုစရာတောင်းတဲ့မြေဝဲနေပဲနော်အဖေနဲ့သာလူနေကြတာဘုရားကိုပူဇော်ဖို့အတွက်ပေါ့အဲတောင်းတော့ရောက်ကလည်းအတင်းစုတောင်းတယ်မဟုတ်ဘူးလေတခြားစုမလို့ခြင်းဘူးလေဒီဘုရားကိုပူဇော်ခွင့်ပဲပေးပါဆိုတော့ဘယင်းမလဲဂတိဆိုတာတည်ရတယ်သူပိဒါမိသားနေသူကနော်လူရစုကိုတောင်းကားပေးမယ်ဆိုတော့ဂတိရလည်းရှိနေတာကိုဂတိမဖြစ်ရဘူးလေဘယင်းဆိုတာကနောက်တော့ဘယင်းလက်ချက်လိုက်တယ်အေးဒီလိုစလုံးချင်းတော့တခုရှိတယ် အမြဲတမ်းတော့ပူဇော်ခင်မပေးနိုင်ဘူးလေအကန့်တိုက်နဲ့နော်ရဲအကန့်တိုက်နဲ့ပေးမယ်ဒါမင်းသားတွေကလည်းတောင်းဆိုရအဲ့လိုဆိုရင်လည်းခုနှစ်နှစ်ပူဇော်ခင်ပြူပါတယ်ဘုရားရှင်ကနော်ခုနှစ်နှစ်တတိဆုံးလောင်းပူဇော်ခင်ပြူပါအာများတယ်တဲ့ခုနှစ်နှစ်ငါမပေးနိုင်ဘူးနော်အဖေရားကိုချောက်နေတာမဟုတ်ဘူးနော်သူတို့အချင်းချင်းလူနေကြတာအဖေရားကိုခုနှစ်နှစ်ပူဇော်ခင်ပြေးနိုင်ဘူးများတယ်အဲ့ဒါချောက်နေများသေးတယ် ၅နှစ်များတယ်၄နှစ်များတယ်၃နှစ်များတယ်၅နှစ်များတစ်နှစ်များသေးတယ်အဲ့ဒါ9လ9လများတယ်6လများသေးတယ်နော်5လများသေးတယ်4လများသေးတယ်3လဆိုတော့ပကြီးနည်းနည်းစဉ်းစားသွားတယ်အဲ3လဆိုတာတော့သိမှမများဘူးပဲအေးအဲ့ဒါသဘောတူတယ်3လတော့မင်းပူဇော်တော့ပြင်ကပြန်ပြေးရမှာဘုရားဟောဘုရားကိုတော့လူနေကြတာပူဇော်ဖို့အတွက်အေးအဲ့ဒါမင်း3လပူဇော်မင်းတို့ညီကိုတွေပြင်ကပြန်ပြေး အညီကိုလည်းအားရမသားနဲ့အေးဒို့တော်မင်းစွာဘုရားကိုသုံးလပူဇော်ခွင့်ရပြီ။တော့သုံးလပတ်လုံးဘုရားကိုဆုံးခွင့်ခွင့်ရပြီ။အဲ့တော့မင်းသားတွေကသူတို့ရဲ့အတွင်းဝင်အပတ်အမတ်ကြီးစီကိုစင်းတော့ပရင်ပေါက်လိုက်တယ်။အတွင်းဝင်အမတ်ကြီးတို့ဘုရားကိုပူဇော်ခွင့်ရပြီ။ဘုရားအတွက်ကျောင်းနေဆောက်ဆန်းပါမြင်းမြန်ဆန်းဆန်းလေး။နော်။ဘုရားတရင်သုံးဖို့အတွက်ကိုကျောင်းဆောက်သုံးလပတ်လုံးဘုရားတရင်သုံးမယ်။ဘုရားကိုဆုံးကပ်မယ်။ဘုရားတပါးတည်းမဟုတ်ဘူးနောက်ပါတန်ခါတွေလည်းပါတယ်။ နောက်ပါတန်ဃာတွေလည်းပါတယ်တန်ဃာ9000ကျော်နော်တန်ဃာ9000လောက်ရှိတယ်အများကြီးပဲအဲ့တန်ဃာ9000လောက်ကိုတရင်သုံးလို့ရမယ့်နေရာဆောက်3လပတ်လုံးဆုံးကပ်ပါအဲ့တော့အတွင်းဝင်ဘက်ကိုခိုင်းလိုက်တော့အတွင်းဝင်ဘက်ကလည်းချက်ချင်းထဆီစင်ရတာပေါ့နော်အဲ့တော့မင်းသားတွေကဝါတွင်3လပတ်လုံးသုံးလပတ်လုံးဘုရားမွေးရှိတဲ့တန်ဃာတော်တွေကိုဒါနကုသိုလ်လုပ်ပါအဲ့မဒီတိုင်းမလုပ်ချင်ဘူးသူတို့က ူတို့လည်းဘုရားနဲ့နိမိတ်ကက်နေခြင်းနဲ့အဲ့တော့မလုပ်တယ်လဲဆိုတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအတွင်းဝင်အမှတ်ရဲ့ဘန္တာစုဘန္တာထင်းလူကြီးရဲ့သူတို့နှစ်ယောက်ကိုခဏလက်ကြောင်းပေးထားလိုက်တယ်သူတို့ကဝါကင်းဒီ၃လပတ်လုံးဘာစီဝိုင်းမှမလုပ်ဘူးဘာရွှေငွေပတ်ဆိုင်ကောမကြိုက်တော့ဘူး၁၀ဘာတီလာကျက်တာ၁၀ဘာတီလာ ။ရိုးရိုးဥပုပ်သီလမဟုတ်ဘူးနော်။ဆယ်ပါးသီလကျင့်ကြတာ။လူပုဂ္ဂိုလ်တွေဆယ်ပါးသီလကျင့်လို့ရတယ်။ဆယ်ပါးသီလဆိုတာကိုးပါးသီလထဲမှာဘာပေါ်လာလဲဆိုတော့ရွှေငွေပိုက်ဆံကိုခံယူခြင်း၊သုံးဆွဲခြင်းကနေချောင်းချင်ပါအိဆိုတာတခုပေါ်လာတယ်။ဦးစင်းနေရဟန်းတော်တွေကျင့်တယ်လို့ပေါ့နော်။ကပ္ပိယကာရကနဲ့ကျင့်ရတာပေါ့။ဆယ်ပါးသီလကျင့်တဲ့ပုဂ္ဂိုလ်ပေါ့နော်။စဘာတိလာကျတဲ့ပုဂ္ဂိုလ်ကပြည်ကာရကထားတယ်။အခုလည်းဒီမင်းသားသုံးယောက်မှာ အတွင်းဝင်အမှတ်ရဗန္နာထင်းရသူတို့ကိုကပ်ပြရနေနဲ့ထားလိုက်တယ်။တဝါရင်းတို့သူတို့ဟာဆယ်ပါးတီလာကျင့်ကြတယ်။ဆယ်ပါးတီလာနဲ့လိုက်ပတ်အောင်ဆိုပြီးတော့ယူနီဖောင်းလေးချင်းလိုက်တယ်။လူဝတ်တွေမဝတ်တော့ဒီတက်ခေါက်ဆိုးထားတဲ့အဟုတ်ကိုဝတ်ကြတယ်။မင်းသားတွေကလေ။ဥပုပ်တီလာဆောင်းလိုက်ကြတာ။ယဟန်ဝတ်တာတော့မဟုတ်ဘူး။ဟိုဒေါ်လဘဝတ်တာတွေမဟုတ်ဘူး။ဟုတ်။ချစ်တဲ့တောင်ကဒေါ်လဘဆိုတာမရှိဘူး။ဝတ်ရင်အပြီးဝတ်ကြတာများတယ်။ဒီမှာနေနေပါလား။ ဒေါ်လဘဆိုတာဝတ်ကြတာလေ9ရက်10ရက်တစ်လဒေါ်လဘဝတ်ကြတာရှင်းတော့ဒေါ်လဘဝတ်တာမရှိဘူးအပြီးဝင်ဝတ်အဲ့ဒီသဘောပဲရှိတယ်ဒါကြောင့်ဒီမင်းသား3ယောက်ကသူတို့ကဘုန်းကြီးမဝတ်နိုင်သေးဘူးလေလောကီတွေကိုမစွန့်နိုင်သေးတော့သုံးနာလောက်ပဲသူတို့ကဒီယဟန်တွေလိုမျိုးဖန်ရီဆိုးထားတဲ့တက်ခေါက်ဆိုးထားတဲ့တင်ရဘုတ်ကိုပေါ့ အဲ့ဒါကိုဝတ်ပြီးတော့မြတ်စွာဘုရားနဲ့အတူတူနေထိုင်ပြီးတော့ဥပုပ်တိလာတွေရှင်းလုံးကြတယ်တရားဓမ္မတွေအာယူရှင်းလုံးကြတယ်သူတို့ရဲ့နောက်ပါပရိသတ်ထောင်လဲပါတာပေါ့အမင်းသား၃ယောက်မှာနောက်တပည့်ပရိသတ်တွေလည်းပါတယ်အကုန်လုံးအဲ့ဒီသင်္ကန်းဝတ်ကြပြီးတော့ဆယ်ပါးတိလာရှင်းကြတယ်အဲစီမံဆရာရှိတာကိုအတွင်းငွေရဲ့ဘန္နာဇိုးရဲ့တိုက်ပြီးပြီးစီစဉ်ရဘန္နာဇိုးကလိုအပ်တဲ့ငွေကိုထုတ်ပေးအတွင်းငွေကစီမံခန့်ခွဲပေး ဲ့ဒီလိုအကုန်လုံးအပြင်းထားတာပေါ့နော်။ဒါနဲ့သဘောတူတာမှတ်သားစရာပေါ့လူပုဂ္ဂိုလ်တွေဆယ်ပါးသီလချင်းမရသလားရှေ့ကတုန်းကအရင်ပွားဖို့လေဒီမှာနေနေမှာ။အလူပုဂ္ဂိုလ်တွေမှာပတ်စံတွေရှိတယ်။လက်ဝိရဏတွေရှိတယ်ဘယ်လိုလဲဆယ်ပါးသီလချင်းလို့ရမှာလဲ။ယဟန်တော်တွေဆိုရင်အကုန်ဆုံးရတာလေ။အဲ့လိုဘုဘောတွေဆုံးစရာမလိုဘူးကိုပိုင်ဆိုင်တဲ့ဥစ္စာကိုအဲ့ဒီနေ့မှမတုံးနဲ့မကင်နဲ့တုံးချင်တဲ့ရှိရင်တရားရုပ်ကိုစီမံခန့်ခွဲထား အဲ့ဒါဆိုဆယ်ပါးသီလကျင့်လို့ရတယ်တချို့ဆရာတော်ကြီးတွေကမဟုတ်ဘူးဒါအကုန်စွန့်မှသာကျင့်လို့ရတယ်မစွန့်ရင်မကျင့်ရဘူးလို့ထင်တာဒီမင်းသား၃ယောက်ဒီမစွန့်ပါဘူးနော်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမစွန့်ဘဲနဲ့ဆယ်ပါးသီလကျင့်တယ်ဒါတောင်မြမာကနုံဆယ်တော်ကြီးကဒါကိုတာရကပြတယ်ခုပိုင်ဆိုင်မှုတွေကိုမစွန့်ဘဲနဲ့ဆယ်ပါးသီလကျင့်ခွင့်ရှိပါတယ်ဒါတာရကအဖြစ်ဒီဖုတ်တာမြတ်စွာဘုရားရဲ့ညီတော်၃ယောက်ကိုတာရကပြထားတယ်ပေါ့နော်ဒါကခြားညက်ပြီးတော့ဘုဒ္ဓတာတစ်ခုပေါ့ အဲ့တော့မိန်းသားတော်ကတဝါရင်းလုံးဘုရားနာမှာနေပြီးတော့ဥပုပ်တီလာ၁၀ပါးတီလာကျင့်ပြီးတော့ကုသိုလ်တွေယူကြတယ်။အဲ့တော့တန်ခါ၉တောင်းလောက်ကိုဝေယဝိဇ္ဇလုတ်တက်တူလာမနေဘူးလေနော်။အဲ့တော့အသိဝင်ဘက်ကဒါတန်ခါတော်များတက်ကိုဆုံးချက်ဝေယဝိဇ္ဇလုံးမဲ့လူပားရတယ်။တပေါင်းတစ်ထောင်လောက်ရှိတယ်လူကဝေယဝိဇ္ဇလုတ်တက်အင်အားကလေ။ဝေယဝိဇ္ဇလုတ်တက်အင်အားကတပေါင်းတစ်ထောင်လောက်ရှိတယ်။တော်တော်များတယ်။တန်ခါလည်းများတာဘူး။အဲ့တော့တပေါင်းတစ်ထောင်လောက်ကို ခါချင်းငွေပေးပြီးတော့ဆုံးချက်ကိစ္စတွေပေါ့နော်စီစဉ်ဖို့ခေါ်လိုက်တယ်အဲ့ဒီမှာဝေယဝိဇ္ဇာလုံးတဲ့တပေါင်းတစ်ထောင်ထဲမှာစိတ်ကောင်းရှိသူတွေလည်းပါတယ်စိတ်ကောင်းမရှိတဲ့သူတွေလည်းပါတယ်စိတ်ကောင်းရှိတဲ့သူတွေကတော့အလွန်တက်တာတရားထက်တန်စွာနဲ့တန်ခဝေယဝိဇ္ဇာတွေပြုလို့ကုသိုလ်ယူကြတယ်စိတ်ကောင်းမရှိတဲ့ပုံပုံတွေကြတော့ဘာလို့လဲဆိုတော့အဲ့ ပန်ကအတွက်ရည်စူးပြီးချက်ပြုတ်ထားတဲ့ဥစ္စာတွေကိုကိုယ်တိုင်လည်းဦးပြပြစားကြတော့ကြတယ်မိသားစုတွေကိုလည်းကျွေးကြတယ်ပန်ကအတွက်ချက်ပြုတ်ထားတဲ့ဟင်းတွေကိုနော်ပန်ကရည်စူးထားတဲ့ပစ္စည်းတွေကိုကိုယ်တိုင်လည်းစားတော့တယ်တာမယမိသားစုတွေလည်းကျွေးတယ်ပြီးဘယ်တော့ဒီစိတ်ဓာတ်ပုတ်တယ်လဲစိတ်ဆိုးတယ်လဲဆိုတော့အလူမန်းတဲ့တွေကိုလိုက်ဖြက်စီတာမြေချိုဖြက်စီတိုင်လေးကိုရိုက်ချိုး လူတွေစီကစိုက်ကြတယ်နော်ကုသိုလ်လုပ်တဲ့လူကလည်းကုသိုလ်လုပ်တယ်အကုသိုလ်ယူတဲ့လူကလည်းအကုသိုလ်ယူတယ်လောကကြီးကသဘောတရားလေးတာနော်တိမ်မောင်းယောင်များစွာအကောင်ကြခံပြီးတော့ကုသိုလ်ယူတဲ့လူကယူနေတာဒါပေမဲ့အကုသိုလ်ယူတဲ့လူကလည်းအကုသိုလ်ယူဖြစ်အောင်ယူတယ်မန္တတွေကိုဖျက်ဆီးတန်ကြီးကနော်ဆုံးအိုးတွေကိုရိုက်ခွဲဖျက်ဆီးကိုယ်တိုင်လည်းစားတော့သားမရတဲ့မိသားစုတွေကိုလည်းကျွေးအကုသိုလ်တွေအကုသိုလ်တွေကြီးလိုက်ကြတာ မင်းသား၃ယောက်ကတော့ကုသိုလ်တွေကိုယူတယ်ခုနဝေယဝိဇ္ဇလုပ်တဲ့အထဲကအကုသိုလ်ယူချတယ်ဆိုတော့အဲ့ဒီလိုနဲ့လူတွေဟာကိုယူတာကိုရတာပဲလေကိုယူတာကိုရတာပဲမင်းသား၃ယောက်ကဘာတွေယူတယ်လဲကုသိုလ်တွေယူတယ်သီလတွေထိန်းတယ်ဒါနကုသိုလ်တွေယူတယ်ဝေယဝိဇ္ဇလုပ်တဲ့သူတွေမှလည်းစိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်တွေယူတယ်စိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေကတက္ကိကပစ္စည်းတွေကို တန်ခါကိုယေရှုပြီးချက်လုပ်ထားတဲ့စိတ်တွေကိုဖြည့်ဆည်းစားတော့မန်းတဲ့တွေကိုဖြည့်ဆည်းအကုသိုလ်တွေယူရဲတော့ကိုယ်ယူတာကိုရတာပဲပေါ့အဲ့ဒီတော့ပင်တဲ့ခါကျတော့ထုံးတဲ့အတိုင်းပဲကိုယ်ယူထားတဲ့အတိုင်းပဲကုသိုလ်ယူထားတဲ့ပုံကိုယ်တွေကကောင်းတဲ့ဒုက္ခတိကိုရောက်ကြအကုသိုလ်ယူတဲ့အဝေယဝိဇ္ဇာလုပ်တဲ့ပုံကိုယ်တွေကမရေပြီရောက်သွားကြတာပဲအဲ့တော့ရေပြီမရေကြီးမရေလေးတောက်ခံနေရတာဟိုရေကလည်းဒီခရက်ဒီခရက်တွေဟိုနေ ။ရဲတခုတခုပြောင်းခံနေရတာ။ဥစဉ်တို့ဒီဘတ်တကဘာဒီကဘာကတ္တပမစ္ဆာဘေရလက်ထက်ကိုရောက်လာတယ်။ကတ္တပမစ္ဆာဘေရလက်ထက်မှာအဲ့ဒီတန်ကြီးကမြစည်းတွေကိုစားတောက်ဖြုံးပြီးခဲ့တဲ့ပုဂ္ဂိုလ်အလိုမန်းတတ်တွေကိုမိချို့ရိုက်ခွဲဖြက်စီးခဲ့တဲ့ပုဂ္ဂိုလ်တွေကငရဲကလွတ်ပြီးတော့ပိတ်တာလာဖြစ်တယ်။ငရဲကလွတ်ရင်ချက်ချင်းလူမဖြစ်သေးဘူးနော်တရိစ္ဆာန်ဖြစ်တဲ့ပိတ်တာဖြစ်တယ်။ တော့ကတ္တမဝိဇ္ဇာဘုရားလက်ထက်မှာသူတို့ကပိတ်တလာဖြစ်တယ်။အဲ့တော့ဝိဇ္ဇာဒီကတ္တမဝိဇ္ဇာဘုရားလက်ထက်မှာတချို့တချို့တော့အလူချင်းတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့ညှဝေကြတယ်လေ။ဣဒံအမတေညာတိနေဟောပြုဆို။ဒီကုသိုလ်ကောင်းမှုတွေငါတို့ရဲ့ဆွေမျိုးတွေအတွက်ထောက်ပံ့ဖြစ်ပါစေ။နော်။ဒီကုသိုလ်ကောင်းမှုတွေဆွေမျိုးတွေအတွက်ဖြစ်ပါစေဆိုပြီးတော့အမြဝေကြတယ်။အမြဝေတော့အဲ့ဒီဆွေမျိုးတွေ အလှူရှင်တို့ရဲ့ဆွေမျိုးတွေကအာရုံခေါ်ဖို့စောင့်နေကြတာဆိုတော့နော်အလှူရှင်တွေကအမြဝေလိုက်တဲ့အခါမှာတန်တရာကဆွေတော်မျိုးတော်တွေကအမြဝေတာကိုတာရုခေါ်တော့ချွတ်တိုင်းဝင်သွားကြတယ်အစာလက်မခေါင်းပါတဲ့သူတွေကအစာရည်စားတွေရလာတယ်အဝတ်မရှိတဲ့ပိတ်တာတွေကအဝတ်တွေရလာတယ်နေစရာမရှိတဲ့ပိတ်တာတွေကနေစရာတွေရလာတယ်တချို့လည်းလက်တီရောက်သွားကြတယ်အဲ့ဒါတွေကိုသူမြင်တဲ့အခါကျတော့အားကြတယ် မစ္ဆာဘုရားကိုသွားချက်လဲကတ္တမမစ္ဆာဘုရားမစ္ဆာဘုရားတပည့်တော်တို့ကအာတုခေါ်လို့ရလားသူတို့ကအမြောက်ဝင်တဲ့လူတယောက်မှမရှိနော်သူတို့ကိုရည်စူးပြီးတော့အမြောက်ဝင်တဲ့လူမျိုးရှိဘာလဲတတိယဆရာတခုနော်ပထမတော့ကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုကုသိုလ်ကောင်းကိုရရှိခြင်းလဲဆိုရင်ရည်စူးကုသိုလ်လုပ်ရတယ်ရည်စူးပြီးတော့အမြောက်ဝင်ရတယ်အခုဒီမှာကတ္တမမစ္ဆာဘုရားလက်ထက်မှာသူတို့ကိုရည်စူးပြီးတော့အမြောက်ဝင်တဲ့လူတယောက်မှမရှိဘူးအဲ့ခုနက ပဏိတာပစ္စည်းတွေကိုစားတောက်ခဲ့တဲ့သူတွေအလိုမန်းတဲ့တွေကိုဖြည့်ဆည်းပြီးတော့ပိတ်တာဖြစ်နေတဲ့သူတွေသူတို့ကိုရည်စူးပြီးတော့အမျှဝေတဲ့သူဒီမှာမရှိမရှိတော့သူတို့ဟာပိတ်တာဘဝကမကျွတ်နိုင်ဘူးအဲ့တော့ကတ္တမစ္ဆာဘုရားကပြောတယ်အေးတဲ့ငါဘုရားလက်ထက်မှာတော့တင်းတို့ကိုရည်စူးကုသိုလ်ကောင်းဖို့အမျှဝေရတဲ့လူမရှိဘူးလေဟိုဂေါတမနောက်ပြိမဲ့ဂေါတမမစ္ဆာဘုရားလက်ထက်ကြရင်မင်းတို့ရဲ့ဆွေမျိုးသူလဲဆိုဆိုတော့အတွင်းဝင်အမတ် အတွွေအမတ်ကသူတို့ရဲ့ဆွေမျိုးပဲအဲ့ဒီအတွွေအမတ်ကဂေါတမဘုရားလက်ထက်ကြာရင်ဒေဝိတာရာမင်းကြီးဆိုတာဖြစ်လိုက်တယ်အဲ့ဒီဒေဝိတာရာမင်းကြီးကကုသိုလ်ကောင်းမှုတွေလုပ်ပြီးအပြဝေလိုက်မယ်အဲ့ဒီကကြာရင်မင်းတို့တွေနော်ကုသိုလ်အဖို့ပါကရရှိကြလိမ့်မယ်ဘုရားကဓာတိတဘောမျိုးဟောပေးလိုက်တော့သူတို့မှပြောလိုက်တာလေအာငါတို့နောက်ဘုရားလက်ထက်ကြာလို့ရှင်ငါတို့တွေတန်းဝင်ပါတယ်နောက်ဘုရားလက်ထက်ကြာရင်ငါတို့တွေအဝေစားတွေရတော့မယ်စားစရာတွေရတော့မယ်နေစရာတွေရတော့မယ်ဆိုပြောနေကြတာသူတွေလက်ရှိ ဒီဘဝမှာပိတ္တဘဝမှာသူဆင်းရဲတာတွေကိုမေ့ကုန်မကြခင်သူတို့တွေကချမ်းသာဒုက္ခတွေကိုရတော့မယ်ဆိုတော့ဝမ်းနေရောသာနေကြတာမလည်းချင်ရတော့မယ်အတိုင်းပဲဝမ်းသာနေကြတာအဲ့ဒါနဲ့သူတို့ကတ္တပမစ္ဆာကံရက်ကမှာသူတို့မကြွကြဘူးသူတို့ကိုယေရှုပြီးအပြောက်ရတယ်လို့မရှိတော့အဲ့တော့ဒီခေါဓမမစ္ဆာပြရက်ထက်ရောက်လာအဲ့တော့ဗေမိတနာမင်းကြီးကမစ္ဆာပြနဲ့တွေ့ပြီးကုသိုလ်ကောင်းမှုတွေလုပ် သူအမြောက်ကိုဖိတ်သွားတယ်။ဟိုမှာဆိုလို့ရှိရင်ဣဒံမေညာတိနံဟောတုဤကုတ္တကောင်းမှုတွေဆွေမျိုးတွေအတွက်ဖြစ်ပါစေဆိုပြီးအမြောက်ဝေလေးရှိတယ်။ဘယင်ကြီးမေ့သွားတယ်သူကចောင်းဆောင်ဖို့ဘက်ကိုလောနေတာ။ဖះရှင်ကိုဘယ်နေရာသူရရင်ကောင်းမလဲဘယ်လိုចောင်းဆောင်ရမလဲဘုရားကိုចောင်းဆောင်ဖို့တက်ဖို့သူအာရုံရောက်နေတော့ဆွေတော်မျိုးတော်တွေကိုအမြောက်ကိုမေ့သွားတယ်။သူတို့ထင်တာကပိတ္တာတွေထင်တာကဟာငါတို့ရဲ့အမျိုးမိမိတရားမင်းကြီးကကုသိုလ်ကောင်းမှုလုပ်နေပြီငါတို့တော့အမြတ ကြတော့မှာပဲတာလူခေါ်ရတော့မှာပဲဆိုတော့ဝမ်းမြောက်ဝမ်းသာနဲ့အဲ့ဒီမှာနန်းရည်လေးမှာကက်နေကြတာပြီလားနန်းတွင်းကနန်းရည်လေးပါလေတာလူခေါ်ကိုစောင့်နေကြတာပိတ်တာတွေကပိတ်တာတွေကအဲ့လိုနေရာမှာနေတတ်တယ်အဲ့တော့နန်းရည်လေးမှာသူတို့ကတာလူခေါ်ကိုလည်းနန်းရည်လေးမှာချောင်းချောင်းလေးစောင့်နေကြတယ်အဲ့ဘယင်းကြီးကအမျက်မဝေးဘူးအဲ့ဒီမှာသူတို့ယူကြုံးမရဖြစ်တာငါတို့ကအကူတကြီးနဲ့ပြောလိုက်ရတာအခုတော့သွားပါပြီငါတို့ကိုငါတို့ဆွေမျိုးဖြစ်တဲ့ဘယင်းကြီးကိုလည်းငါတို့ကိုအမျက်မဝေးပါလား ။မတို့ဘောကတော့သွားပါပြီဆိုပြီးအဲ့မှာអော်ကြတာអော်ကြတာနှဘက်ကိုပိတ်တာတွေ။အဲ့ပိတ်တာတွေနှဘက်អော်တဲ့အတန်ကိုဘင်းကြီးကကြားသွားတာ။ဒါကြောင့်မြတ်စွာဘုရားထံကိုသွားပေးတာမြတ်စွာဘုရားညကအတန်နှကြီးတွေနဲ့អော်တန်ကြီးကြားလိုက်တယ်အဲ့ဒါမဖြစ်ပါလေမြတ်စွာဘုရားကအဲ့ဒါလွန်ခဲ့တဲ့62ကဘာပုဒ်တာဘုရားလက်ကတုံးကပင်မင်းကြီးရဲ့ဆွေမျိုးတွေပဲအင်္ဂါပစ္စည်းတွေကိုသုံးဆွဲခဲ့လို့ဟော မန်တက်တွေကိုဖျက်ဆီးခဲ့လို့ငရဲကြပြီးတော့ပိတ်တာဖြစ်နေတာအဲ့တော့တင်မင်းကြီးရဲ့ကုသိုလ်အဖို့ပါကကိုသူတို့လိုချင်လို့အဲ့ဒါဩနေကြတာအဲ့ဒါဆိုရင်တပည့်တော်နောက်တနေ့ကုသိုလ်ထက်လုပ်လို့ရသေးလားရတာပေါ့အဲ့ဒါမလက်ဖြဲတပည့်တော်ရှင်များကိုပြင်ပါတယ်ဘုရားမှုရှိတဲ့တန်ခါမလက်ဖြဲတပည့်တော်နဲ့တော်ကိုကြွပါတပည့်တော်ဆွေတော်ဆွေတော်တွေကိုအမြဝေပြရစီဘုရားလည်းလက်ခံတယ်အဲ့တော့နောက်တနေ့ကျတော့အဲ့ဒီမှာအဘိဓမ္မာတက်ခိနောတကံလို့ခေါ်တာအလူကြီးစက်ချတာ ချစ်ကတောင်ကအလိုရသေးချတာကဒီတစက်တစက်နဲ့ရက်ခွက်တဲ့ချတာမျိုးမဟုတ်ဘူးသူအတူခံပုံကိုရဲ့လဝါပေါ်ကိုလောင်းချတဲ့ပုံစံမျိုးအခုလည်းအဲ့ဘေမိတာရာမင်းကြီးကရေစက်ခွက်ကိုကိုင်းပြီးတော့မြတ်စွာဘုရားရဲ့လဝါပေါ်ကိုကြီးလောင်းချလိုက်တယ်နော်ဘုရားရဲ့လဝါပေါ်ကိုကြီးလောင်းချလိုက်တယ်ပြီးတော့ဣဒံမေညာတုနဟောတုဆိုတာပါဠိလိုမြန်မာလိုပြောရင်ဒီအလူရေစက်ဟာ ငါရဲ့ဆွေတော်မျိုးတော်တွေအတွက်ဖြစ်ပါစေ။ပါဠိလိုကြတော့ဣဒံပေညာတိနဟောတု။အဲတိရိလကတော့မှာယနေ့ချိန်ဒီအဲ့ဒါဆိုတော့ကုကုတော်ကောင်းမှုတွေအမြဝေတဲ့ဟာမှာဣဒံပေညာတိနဟောတုသူတို့ပါဠိလိုဆိုကြ။ဥဒ္ဓမြမာတွေကတော့ဒါမြမာတွေမြမာဟန်နေရေးသက်ချတာပေါ့။အဲဣကုတော်ကောင်းမှုတွေဆွေမျိုးတွေအတွက်ဖြစ်ပါစေဆိုပြီးရေးသက်ချတဲ့ခါမှာချက်ချင်းပဲနော်အဲ့ဒီမှာဂျာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ကြီးတွေပေါ်လာရတယ်။ ။ online ဆိုတာသူတို့ပိတ်တာတွေအတွက်ပေါ့နော်။ပိတ်တာတွေအတွက်ပေါ်လာတာ။အဲ့တော့မြတ်စွာဘုရားကလည်းတကိုးနဲ့ပေါ့နော်မြင်ရအောင်လုပ်ပေးထားတယ်။မမိတာမင်းကြီးမြင်ရအောင်လို့သူ့ဆွေမျိုးတွေတကယ်ရမရကိုမြည်စီရှင်တာမြတ်စွာဘုရားကတခြားသူတော့မြင်ရချင်မှမြင်ရမှာပေါ့နော်။ဘုရားကမမိတာမင်းကြီးကိုမြင်ရအောင်လုပ်ပေးလိုက်တယ်။ပုံမှန်ဆိုမမြင်ရဘူးနော်။ပိတ်တာတွေကိုလည်းဥစ္စာမမြင်ရဘူး။သူတို့နေဘာဖြစ်နေလဲဆိုတာလည်းမမြင်ရဘူး။ တပည့်ဆောင်ဘုရားကမြင်ရအောင်လို့တကယ်ကုသိုလ်လုပ်ရင်ကုသိုလ်အကျိုးရတယ်ဆိုတာကိုမြင်သိခြင်းပေါ့အဲ့ဒီပိတ်တာတွေအစီအပြေသွားပုံလေးကိုမြတ်စွာဘုရားကတကူးနဲ့ပြတာပဲအဲ့တော့အိမမေညာရှင်နဲ့ဟောတူဒီအလူရေဆက်တွေဆွေမျိုးတွေအတွက်ဖြစ်ပါစေလို့ရေသက်ချလိုက်တဲ့အခါမှာအဲ့မှာရေကန်တွေပေါ်လာတာအပိတ်တာတွေကဝန်းသာလိုက်တာလေငါတို့တော့ရေဝတ်အောင်တောက်ရပြီဒီတခါတော့ခါမှရေဝတ်အောင်မတောက်ခဲ့ရဘူးလေဒီတခါတော့ငါတို့ရေချိုးရပြီရေဝတ်အောင်တောက်ရပြီဆိုပြီးတော့အိတ်တာတွေကပျော်လိုက်ကြတာ ကျွေတော်မျိုးတို့ပိတ်တာလေးရပြီပြီးတော့တခါစားစရာတွေမြတ်စွာဘုရားကိုထက်ကက်ယာကုတွေခဲခွဲဘောစရိကက်ရှင်မြတ်ဣဒံမေသာတိနေဟောတုဤကုသို့ကောင်းမှုတည်လဲဆွေမျိုးတွေတော့ဖြစ်ပါစေတခုပြီးတခုသူကလောက်တာနော်တခုပြီးတခုကတ်တာအဲ့တော့စားစရာတွေကိုလှူပြီးတော့ဤကုသို့ကောင်းမှုတည်ဆွေမျိုးတွေတော့ဖြစ်ပါစေလို့ဆိုလိုက်တာနဲ့ဒီတိုင်းနဲ့တမန်တော်ဘုရားမှာရောက်နေတဲ့ပိတ်တာတွေအတွက်စားစရာတွေပေါ်လာတာ ိတ္တတွေမှာစားစရာတွေရသွားတော့ပိတ္တတွေပြောလိုက်တာငါတို့တွေအခုကြမှာပဲဝေါ်ဝေါ်လေးလေးစားတော့တယ်နောက်တစ်ခါမြတ်စွာဘုရားကိုသင်္ကန်းကြီးကတ်မသင်္ကန်းကြီးကတ်ပြီးတော့ဣဒံမေညာတိနဟောတိဤကုသိုလ်ကောင်းမှုတွေဆွေညွတ်တွေဖြစ်ပါစေဆိုတော့အဲ့ဒီအဝတ်တွေလှူလိုက်တဲ့အတွက်ကြောင့်ချက်ချင်းပဲအဲ့ဒီပိတ္တတွေမှာဝိဇ္ဇာအဝတ်တွေရလာတဲ့နေဇရာဗိမာန်တွေပေါ်လာတယ်ပိတ္တတွေပါနော်နေရနေရာတွေရလာတဲ့ဝိဇ္ဇာအဝတ်တွေရလာတယ်ရေတန်းချလှူလိုက်တော့ ရေကန်ကြီးဒီပေါ်လာတယ်။စားစရာတွေလိုလိုက်တော့စားစရာတွေပေါ်လာတယ်။အဝတ်လိုလိုက်တော့ဝတ်စရာအဝတ်နဲ့နေစရာဘိမှန်တွေပေါ်လာခဲ့တယ်။ဒီနေရာမှာတော့အစုံနှစ်ခု꿰ပါတယ်။ဆက်ကြတာတနေရာမှာကကြတော့သူတို့ဟာပိတ်တာဘဝနဲ့စားစရာတွေရတယ်ဝတ်စရာတွေရတယ်နေစရာတွေရတယ်လို့ဆိုတယ်။နောက်ကျန်တစ်ခုမှကြတော့သူကပိတ်တာဘဝမဟုတ်ဘူးနှစ်ဘဝကိုပြောင်းသွားကြတယ်လို့ဆိုလိုတယ်။ဒါနဲ့တဘာဝကြပါရုပ်တိရှိပါတယ်။ပိတ်တာဘဝနဲ့ကြောင်းပြီးတော့နှစ်ဘဝကိုရောက်သွားကြတယ်။ နတ်ဘဝကိုရောက်သွားပြီးတော့အဲ့လိုမျိုးဗိမ္မာန်တွေဓာတ်ရသွားကြတယ်လို့ဒီလိုဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဤတိုင်းမင်းသာတည်နေဟောသူဤကုသိုလ်ကောင်းမှုတွေဆွေမျိုးတွေအတွက်ဖြစ်ပါစေလို့အမျှဝေလိုက်တဲ့အတွက်ကြောင့်တမလုံးဘဝမှာရောက်နေတဲ့ဆွေရောမျိုးတော်တွေဟာအဲ့ဒီကုသိုလ်ကောင်းမှုဖို့ပါကောင်းရသွားတယ်လို့ဆိုလို့လေနော်အဲ့တော့သစ္စာဘုရားကအဲ့လိုရေသက်ချပြီးတဲ့အခါကုသိုလ်ကောင်းမှုတွေအမြောက်ပြီးတဲ့အခါမှာတိရောကုတ္တသုတ်တန်ဆိုပြီးတော့သစ္စာဘုရားကဟောပေးတယ် အဲ့ဒီတရားကိုခလေးတိတိဘုရားဟောတယ်။တိလောကုတ္တသုတ်တယ်ဆိုတာအဲ့ဒီပိဋ္တာရီကိုရည်စက်ချအမြောက်ဝိရဏနဲ့ပတ်သက်ပြီးဟောထားတဲ့တရား။ဒီဘိဝိတရံမင်းကြီးကိုတောက်ပြီးပြီ။ပိဋ္တာရီဟာတဲ့ကုသိုလ်ကောင်းမှုအဖို့ပါကကိုလိုချင်လို့အမြောက်ဝိရဏနေရာမှာရည်တိရည်တိလုပ်နေတာ။သူတို့ကအဲ့ဒီနိုင်ရည်ဒီမှာနော်အဲ့လိုနေရာဒီမှာချောင်းချောင်းနေကြတာတာလူခေါ်ဖို့အတွက်စောင့်နေကြတာ။ရဘင်းကြီးကမေ့ပြီးတော့အမြောက်ဝေပြီးလိုက်ဘူး။နော်အဲ့တော့အဲ့လိုအမြောက်ဝေပေးလိုက်မယ်ဆိုလို့ရှိရင်သူတို့နေရာ ောက်ရလူကလေးရောက်သွားတယ်။သူတို့မှလက်ဝတ်လက်စားတွေလက်ပိတ်မှန်တွေရလာတယ်။စားစရာအစားအသောက်တွေရလာတယ်ဒီလိုဆိုလို့လဲ။ပြီးသွားတဲ့ဆွေမျိုးတွေကိုရည်စူးပြီးတော့ငိုကြွေးနေတာကအကျိုးမရှိဘူးတဲ့။နော်။ဆွေမျိုးတွေပြီးသွားတယ်။ပြီးသွားတဲ့ဆွေမျိုးတွေကိုအကြောင်းပြုပြီးတော့အော်ဟိငိုကြွေးနေတာတွေဟာသူတို့တက်ဘာမှအကျိုးမရှိဘူး။ဒီကောင်နဲ့မိဘတွေဆွေမျိုးတွေပြိတ္တာတွေလည်းဘာအကျိုးမှမရှိဘူးကုသိုလ်ကောင်းမှုလုပ်ပြီးအမြဝေရှိမှသာလေအကျိုးရှိတာ အဲ့ဒါဟာရှင်မျိုးတွေအပေါ်မှာလုံသိလို့တဲ့ကျင့်ဝတ်တရားတစ်ခုပဲလို့ဒီတိရောဂုတ္တတုတ်တဲ့ခါမှာပြစ္ဆာဘုရားဟောထားတယ်နော်အဲ့ကြောင့်ရှင်မျိုးတွေအပေါ်မှာပြုရမယ့်ကျင့်နောက်ဆုံးကျင့်ဝတ်ကဘာလဲလို့မေးအမြဝေရှင်ကိစ္စပဲအမြဝေရှင်ဒီရှင်မျိုးတွေအပေါ်မှာလုံသိလို့တဲ့ကျင့်ဝတ်တစ်ခုဖြစ်တယ်လို့ဒီတိရောဂုတ္တတုတ်တဲ့ခါမှာဟောထားတယ်ပေါ့နော်ငိုကျွေးနေတာဟာဘာအကျိုးမှမရှိပါဘူးဒါဗိမိတနာမင်းကြီးကိုဟောတယ်တုတ်တဲ့တရားဖြစ်တယ်ပေါ့ဒါဗိမိတနာမင်းကြီးရဲ့တက်တနာကြီးအေးသွားတယ်ကြီးလေသွားတယ်ကြီးလေသွားတယ်ပေါ့နော်ဒီတကြောင်ဦးဇင်းတို့မြေပုံတကူတိုင်း ရှင်းချင်းကတော့ပြဿနာများအပိုင်း30မှာနော်တိုင်းကြီးကပစ္စည်းတွေကိုအရွယ်တကလုပ်ရင်ပိတ်တာတွေဖြစ်တတ်တယ်။သူများအလူဒနာတွေကိုဖြစ်စီဖြစ်လို့ပစ္စည်းလုပ်ရင်ရဲကြပြီးပိတ်တာတွေဖြစ်တတ်တယ်။ပြင်ဆွေမျိုးတွေကရည်စုပြီးတော့အမြဝေမှသာချွတ်တတ်တယ်။ကုသိုလ်ကောင်းမှုလုပ်တိုင်းအမြဝေရမယ်ဆိုတဲ့သင်ခန်းစာတွေအပြုယူစရာတွေဒီတရားထဲမှာဥစဉ်တော့အများကြီးတွေ့ရတယ်ပေါ့နော်။အဲကြောင့်ဒီနေ့အမှုရှင်များနဲ့တကွဓမ္မပိဆွေများအားလုံးရဘုတ်တိုင်းကိုယ်တိုင်ဖြစ်ခဲ့တော့ပြဿနာများအပိုင်း30တရားဒေသနာတော်ကိုနိုင်မသားကြပြီးတော့ ဗုဒ္ဓမြတ်စွာသာသနာတော်ကိုဗုဒ္ဓလူတော်ကြကိုယ်ွယ်စည်းကပ်တူများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်အကူရပါစေကုန်သတည်း